ဇူလိုင်လ15ရက်နေ့မှာဗဟိုဘဏ်ရဲ့ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းဟာအမေရိကန်ဒေါ်လာကို1230ကျပ်တိုးမြင့်သတ်မှတ်ထားတယ်လို့သိရပါဗျ။ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းအမေရိကန်ဒေါ်လာတန်ဖိုးဟာဇူလိုင်19ရက်နေ့ကနေဇူလိုင်လ2ရက်နေ့အထိဒေါ်လာတန်ဖိုးကျပ်1230သတ်မှတ်ခဲ့ပြီးဇူလိုင်လ2ရက်နေ့မှာဒေါ်လာကိုကျပ်1120အထိမြင့်တက်ခဲ့တာဖြစ်ပါတယ်။ တန်မိုးမြင့်တက်နေတဲ့ဒေါ်လာဈေးဟာဇွန်လ14ရက်နေ့မှာရင်းညွှန်းငွေလဲနှုန်း1ဒေါ်လာတန်မိုး1205ကျပ်ရှိလာပြီးဇွန်လ15ရက်နေ့မှာ1ဒေါ်လာတန်မိုး1210ကျပ်အထိမြင့်တက်လာတာဖြစ်ပါတယ်။ဗဟိုဘဲရဲ့ရင်းညွှန်းငွေလဲနှုန်းကို2015ခုနှစ်ဇွန်လနဲ့ဇွန်လလဆိုင်ပိုင်းမှာတန်မိုးတိုးမြင့်တက်မှတ်ခဲ့တာဖြစ်ပါတယ်။ဇွန်လ15ရက်နေ့မှာဖြစ်ပေါ်နေတဲ့ဗဟိုဘဲရဲ့ရင်းညွှန်းနိုင်ငံခြားငွေလဲနှုန်းဟာဒေါ်လာကို1210ကျပ်သတ်မှတ်ထားပြီ ပြင်ပငွေလဲနှုန်းမှာ1ဒေါ်လာကိုရောင်းစေ1239ကျပ်ဝင်းကျင်နဲ့ဝယ်စေ1230ကျပ်ဝင်းကျင်မှရှိတာဖြစ်ပါတယ်။ပြင်ပဈေးကွက်မှာစင်ကာပူ1ဒေါ်လာကိုရောင်းစေ196ကျပ်ဝင်းကျင်ဝယ်စေ182ကျပ်ဝင်းကျင်နဲ့ယူရိုတန်မိုးမှာ1ယူရိုကိုရောင်းစေ1340ကျပ်ဝင်းကျင်နဲ့ဝယ်စေ1333ကျပ်ဝင်းကျင်ရှိနေတာဖြစ်ပါတယ်။ ပြည်ရင်းပုဂ္ဂလိကဗန်တွေရဲ့ငွေလဲကောင်တာတွေမှာဇွန်လ15ရက်နေ့ကအမေရိကန်ဒေါ်လာကိုရောင်းစေ1220ကျပ်ဝင်ကျင်နဲ့ဝယ်စေ1215ကျပ်ဝင်ကျင်ရှိနေတယ်လို့သိရပါဗျ။